2021ခုနှစ်ကနေစပြီးကြတဲ့ဖြစ်စဉ်2022ခုနှစ်နှစ်ပိတ်မှာအစနစ်အောင်သွားတော့2023 2024 2025 3နှစ်ဆက်တယ်လို့နှက်ကပ်ပါသွားတယ်မပြောက်ဘူးလားကိုလာမယ်ဆိုစနစ်အဲ့တော့2023လည်းလာခဲ့ပြီ2024လည်းလာခဲ့ပြီဒါဆိုဒီ2025မှာလာမလားဒါအချိန်ကလေးကစပြီးပြန်ပြောလိုက်မယ်เนาะဘာလို့ဆိုကျွန်တော်တို့အကောင့်တွေပြက်ပြက်သွားတာခိုင်းအောင်လည်းမမှတ်မိဘူးကျွန်တော်တို့မှကြာလဲ စိတ်ကအတွေ့အထိမပုံစိတ်ကပေါ်လာတဲ့အချိန်မျိုးမှာတက်ပြောပြီးလို့ကျွန်တော်လည်းတချို့ဟာတွေကိုပြောခဲ့တာကျွန်တော်ကိုကမေ့ကုန်တာနော်ဒါလည်းရှိသေးတယ်အဲဒီမှာကျွန်တော်ရှင်းပြခဲ့80ခုနှစ်မှာနှစ်ဥမှာနှစ်နောက်ပိတ်80ခုနှစ်နှစ်မှာခွန်နောက်ပိတ်ဒီနှလုံးပေါင်းချင်း9အနည်း20ချလိုက်2000ခုနှစ်မှာ2000ခုနှစ်မှာကျန2နောက်ပိတ်ပြီးတော့ဒီနေရာမှာ3နောက်ပိတ်ဒီနေရာမှာ9နောက်ပိတ်ပြီးတော့6နောက်ပိတ်နောက်ပိတ်နှလုံးပေါင်းချင်း9 နှစ်26လိုက်2020ဒါစနစ်ဆိုကျွန်တော်စနစ်ကိုထောက်ပြတယ်နော်နှစ်နောက်ပိတ်သုံးနောက်ပိတ်ပြီးတော့ဒီမှာလေးနောက်ပိတ်လေးနောက်ပိတ်ပြီးတော့ဒီမှာကျတော့ခွန်နောက်ပိတ်ခြောက်နောက်ပြီးတော့ငါးနောက်ပိတ်နှလုံးပေါင်း9ဒီလိုတဲပြထားတယ်အဲ့လိုတဲတဲ့အကြောင်းတရားဒီသူ့အဲ့ဒီမှာမတိုင်ခင်သူ့ရှိတစ်နှစ်နဲ့နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်အာလွယ်လွယ်ပေါ့ဗျာဟိုက်ခွန်စွန်းတဲ့ခုနှစ်တည်းမှာလေးထိတ်လို့ရတယ်အဲ့လေးရဲ့ပါဝါဒီနေရာမှာ9လို့လားတဲတာဒီလိုပြောခဲ့တယ်အဲ့လိုပဲနှစ်စွန်းတဲ့ခုနှစ်တည်းမှာလေးထိတ်ရိုက်တာလေဒီနေရာမှာနှလုံးပေါင်း9လားတဲတာလေးရဲ့ပါဝါ အဲ့လိုပဲဒီနေရာမှာလေးသိရတာတဲ့နှလုံးပေါင်းကိုဆိုလာတဲ့တာအဲ့ဒီလေးသိကွန်ဆွန်နဲ့ခုနကမှနှစ်ပိတ်မှပြန်ချပေးထားတယ်ဒီမှာတည်ခဲ့တဲ့လေးသိဒီကွန်ဆွန်နဲ့ခုနကနှစ်ပိတ်မှလေးသိလို့လေးပိတ်လို့ပြန်ချပေးခဲ့တယ်ဒီမှာတည်ခဲ့တဲ့လေးသိသည်သူ့ရဲ့နောက်၅နှစ်မြောက်ကွန်ဆွန်နဲ့ခုနကမှလေးအပိတ်လို့ချပေးထားတယ်အဲ့ဒီလေးအပိတ်လို့ချပေးပြီးတနည်းနည်းနဲ့သုံးနည်းလေးနှစ်မြောက်မှဒီပုံစံပြန်တည်တာတည်ပြီးဒီကိုယ့်ရဲ့နှက်ကဒီနေရာမှာ 6ခါဆိုနှစ်ပိတ်မှလားထက်သွားတယ်အဲ့ဒီ6ခါရဲ့90ရက်ခါ6ခါတော့ဒီမှာအရင်ထက်ပြီးမှဒီမှာနှလုံးပေါင်းကိုတဲခဲ့တဲ့ကောင်ကြီးဒီမှာ9နောက်ပိတ်9ခါလို့ဝင်မှာ6ခါလို့90ရက်ခါ6ခါကဒီအရင်ထက်ထက်ပြီးမှဒီနေရာမှာ9ခါလို့ဝင်မှာအဲ့ဒီသုံးလုံးပြန်ထောက်လိုက်ရင်4 6 9ဆိုတဲ့မှတ်တယ်နှစ်ခါပါဝါ try လေကူပါဝါတော့69နက်ခတ်တော့469ဆိုနက်ခတ်ပါဝါထွန်ရဲ့အရိုက်တာနဲ့ဒီနေရာမှာကျွန်တော်တို့ကိုးခါစထည့်ကစားခဲ့တာကိုးခါလို့ဖြစ်တာနဲ့လေကူနဲ့ ပါဝါရဇုံနှက်ခတ်တဇုံလေးခုနှစ်ဆိုပြီးတော့ကနန်းအောင်ရတာဒီမရီတိုင်းမှာဒီကတူလာရကော2 3 4 6ကစီနီယာတိကျလာထားတာအဲ့လိုလာတဲ့ဒီမလည်းဒီတိုင်းမှာကိုရနက်က6ခါလူရှိမှအရင်ထက်ဒီမလေးအပိတ်ကခံထားတယ်6ရနက်ကဒီနေရာမှာ9ပုံမှန်တက်ခဲ့တဲ့9ဒီနေရာမှာ4 6 9လို့9ကိုထက်တာ4 6 9နက်ကပါဝါထိုင်ဖြစ်တာဒီနေရာမှာထွက်မဲ့ကနန်းတွေလည်းပဲနက်ကပါဝါထိုင်ကနန်းဖြစ်ရမှာ အဲ့ဒီမှာလဲ၄၅ကိုကိုလို့ရတယ်ဒီမှာ၆ခါလို့တည်ပြီးပြီဒီဘွဲမှာလည်းကျွန်တော်ကစားလာတာ၆ခါလို့တည်ပြီး၆ရက်ကဒီနေရာမှာကိုထည့်ရမှာထည့်လိုက်လို့ရှိရင်၄၆၉ဆိုနက်ခတ်ပါဝါထွန်းဖြစ်သွားမှာအဲ့တော့ဒီနေရာမှာထွက်မဲ့ကနန်း၉ခါနဲ့နက်ခတ်ပါဝါထွန်း၆ကွက်ပဲရှိတာဒါအောင်ခဲ့တဲ့ line နော်စနစ်အောင်ခဲ့တဲ့ line ညွှန်ချက်မှုရတော့အကြိုက်ဆုံးရွေးချယ်တဲ့ကနန်းမောင်မှု၆ကွက်ထက်ကတစ်ကွက်ထွက်သွားခဲ့တယ်အဲ့လိုအောင်းသွားပြီလေကျွန်တော်ပြောခဲ့တယ်နက်ခတ်ပါဝါထိုင်ရိုက်တာဒီဘာကြောင့်လဲဒီကနေစရိုက်ရတာ ဒီနေ့ထဲမှာနက္ခတ်ဘဝထိုင်ဒီမှာနက္ခတ်ဘဝတိုင်းနှစ်ပိတ်လို့ရိုက်အဲနက္ခတ်ဘဝတိုင်းနောက်ထပ်တနည်းနည်းနဲ့သုံးနှစ်ကြီးဆက်တိုက်ကူးမှာကျွန်တော်ရှင်းပြတယ်ဒီမှာဆိုဒီမှာကိုးချောက်တဲ့နက္ခတ်ဘဝထိုင်ဒီမှာဆို38နံပါတ် နက္ခတ်ဘဝထိုင်ဒီမှာလည်းနှစ်ကိုလေးနက္ခတ်ဘဝထိုင်ဆိုပြီးကူးလာအဲ့လိုပဲဒီမှာကိုးခါနဲ့နက္ခတ်ဘဝထိုင်လို့ရိုက်ပြီးနောက်တနည်းနည်းနဲ့သုံးနှစ်ကြီးနက္ခတ်ဘဝတိုင်းနဲ့ဆက်တွေ့မှာဒီမှာ71 73 73ဘဝတွေ18နက္ခတ်တွေဒီမှာလည်း2ခွန်ဘဝတွေ ၃ညခွန်နှစ်ခတ်အတွက်နောက်တစ်နှစ်မှလည်းဒီမှာနောက်တစ်နှစ်မှလည်းဒီမှာကျွန်တော်တို့၃ညခွန်နှစ်ခတ်အတွက်ခွန်နှစ်ပါဝါအတွက်ဆို၅နှစ်ပြည့်အောင်ရိုက်တာအဲ့တော့ဒီလိုတဲတဲ့အချိန်မှာဒီမှာနှစ်ခွန်၃ညခွန်၃ညပါဝါအတွက်နှစ်ခွန်ခွန်၃ညနှစ်ခတ်အတွက်နှစ်ခွန်ပါဝါအတွက်ရိုက်ပြီးဒီနေရာမှာကျွန်တော်၉ခန်းနဲ့၁၉ချောင်း96နှစ်ကတည်းက16ပါဝါတော့လို့ရိုက်လို့သူ့ရဲ့နောက်ဒီနှစ်ကနှစ်ဦးတည်းစပြီးတော့တနည်းနှစ်နှစ်သုံးနှစ် 2023သုံးနှစ်လုံးလုံးနက်ခတ်ပါဝါထံဆက်လိုက်ရမှာအဲ2023မှာလိုက်ခဲ့ပြီး930တခါ2024မှာ930ရာလီဒီကနန်းနဲ့ပဲနက်ခတ်ပါဝါထံဆက်လိုက်တယ်အဲ့လိုပဲဒီနေ့ထက်မှလည်းနက်ခတ်ပါဝါထံတကွက်လိုက်ကိုလိုက်ရအောင်မှာအဲ့တော့ဖြစ်စဉ်သည်9 9နှစ်သက်တိုက်ဖြစ်တဲ့ဖြစ်စဉ် ငါးရက်တည်းဖြစ်တဲ့ဖြစ်စဉ်မှာဒုတိယမြောက်ဖြစ်စဉ်နဲ့ဒီဖြစ်စဉ်ကိုကျွန်တော်တို့ကိုင်ပြီးတော့ကစားတယ်အောင်ခဲ့တယ်အောင်ပြီးနောက်ထပ်၃နှစ်သက်တည်းလိုက်ရမှာပြောခဲ့တယ်2နှစ်သက်တည်းလိုက်ခဲ့ပြီအဲ့တော့နောက်ဆုံးတစ်နှစ်ကျန်တယ်ဒီနှစ်တည်းမှာဒါမပြတ်မကွက်နှက်ခတ်ပါဝါထွန်ဆိုကစားကွက်လိုက်ကိုလိုက်ရအောင်ပါအဲ့တော့နှက်ခတ်ပါဝါထွန်ကစားကွက်ဒီဒီနှစ်ထဲမှာမပြတ်မကွက်လိုက်ကိုလိုက်ရအောင်ပါဒါဆိုလို့ရှိရင်အဲ့စနစ်ရဒီနှစ်ထဲကိုဒီချိန်မှာနှက်ခတ်ပါဝါထွန်ကနန်းတကွက်ကစားမယ်ဆိုကစားလို့ရတယ် စီကျော်ရှိတယ်။အဒါလေးကိုကျွန်တော်မမကတည်းကတက်မသုံးဘူးနော်။မသုံးတော့မန်ပါရီလည်းထိုးကျင်ထိုးလို့ရအောင်ပပ်ပလမိတ်ဆွေများလည်းကြိုက်လို့ကြည့်လို့သုံးကျင်တယ်ဆိုသုံးလို့ရအောင်ကျွန်တော်တို့ကတင်ပြပေးရနော်။တင်ပြပေးတာပေါ့နော်။သဘောပေါက်မယ်ထင်ပါတယ်။အဲ့တော့နက်ခတ်ပါဝါထိုင်း9နှစ်သက်တိုက်ရိုက်ခဲ့ရမယ်စနစ်။ဒီနေရာမှာ6ခါနဲ့ နက္ခတ်ဘဝထံရဲ့လို့သူရှိနေမှာလဲနက္ခတ်ဘဝထံရဲ့ခဲ့တယ်အဲ့ကိုခါတဲ့နက္ခတ်ဘဝထံနောက်တနည်းနည်းသုံးနည်းမြောက်လဲစက်တိုက်ဒီတိုင်းလဲရမှာဒါမဖြစ်ခင်တည်းပြောခဲ့တယ်ဒီနေရာမှာလဲကိုခါနဲ့သူရှိနက္ခတ်ဘဝထံဒီနေရာမှာကိုခါနဲ့နက္ခတ်ဘဝထံရိုက်မယ်ရိုက်ပြီးဒီကစားကွက်ဒီနောက်တနည်းနည်းသုံးနည်းစက်တိုက်ဆက်လိုက်မယ်အဲ့ဒီနေရာမှာစဖမ်းကစားခဲ့ပြီဒီနေရာမှာကိုခါနဲ့ကိုခါကိုထက်ပြီးနက္ခတ်ဘဝထံကစားတယ် သူရှင်းနေမှာလဲနက္ခတ်ဘဝထံရိုက်ချက်တယ်အဲလိုအောင်ပြီးတဲ့အချိန်မှာသူရနောက်တစ်နှစ်နှစ်နှစ်သုံးနှစ်ဆိုတဲ့နက္ခတ်ဘဝထံလိုက်ရမယ်လို့ပြောခဲ့တယ်ဒီမှာတစ်နှစ်နှစ်နှစ်လိုက်ပြီးသုံးနှစ်မြောက်နောက်ဆုံးနှစ်လိုက်ဖို့ကြမ်းနေတာအဲဒါတော့ဒီတော့နက္ခတ်ဘဝထံဒီကပမန်ကြောင်းလေးကိုပြန်လှန်ပြရတာပမန်ကြောင်းလေးကိုလှန်ပြကျွန်တော်တို့ကစားတယ်ဆိုရစနစ်တွေအဲလိုစနစ်တွေကိုထောက်ကြတာနက္ခတ်ဘဝထံဒီဒီနေ့ထဲမှာ သမန်းကြောင်းရဲ့ကြာနိုင်နေရှေ့မှာသမန်းကြောင်းကောင်းကောင်းနေအဲ့လိုရှိတယ်ဒါကူပြောပြတယ်ဘယ်သူမှအတိအကျမသိကြိုလဲကဲဟုတ်ပြီအဲ့ဆိုလို့ရှင်ခုနနက်ခတ်ပါဝါထိုင်တစားကွက်ဒီနေ့ကျမှကျွန်တော်တို့ဆက်လာအောင်မယ်လို့မျှော်လင့်ထားတဲ့2025မှာအဲ့မျှော်လင့်ထားတဲ့နက်ခတ်ပါဝါထိုင်ကစားကွက်ကိုဒီ9ချိန်မှာကျွန်တော်ကစားချိန်နဲ့ကနန်းတစ်ကွက်ကိုမိတ်ဆွေတို့ကိုကျွန်တော်ကကျွန်တော်တွေးပုံတွင်းဒီကိုရှင်းပြပေးမယ်ကြည့်ရင်လိုက်ဆိုမကြိုက်မသုံးနဲ့နော်ဟုတ်ပြီလားကျွန်တော်ပြောတာအဲ့ တမန်ရောင်းကောင်းတဲ့ချစ်မှလုတ်ခဲ့တဲ့အလုပ်ကြီးတော်တော်များများလုတ်တဲ့ပုံမှာမှုတည်ပြီးနောက်ထပ်လုတ်မယ်လို့မျှော်လင့်ချက်နဲ့လိုက်ပြီးတော့တွေးတာဟုတ်ပြီလားအဲ့တော့ဒါနှစ်တိုင်းလေးကစားပြနေတယ်ကိုတိတ်အနည်း20ကြာတုံညတိတ်အနည်း20ကြာတစ်ထိတ်ဒါချက်ကလင်ဒါဝါနာပါတဲ့လူတိုင်းကစားတဲ့ဖရိတ်လေးပဲအရန်ကောင်းတာဟုတ်နော်မူရင်းတဲခဲ့တဲ့လူပြခဲ့တဲ့လူဘယ်မှမသိဘူးကျွန်တော်တို့အများကြီးခက်တဲ့ပြီးကိုရှာထားတဲ့ဖရိတ်မဟုတ်ကိုတွေ့ထားတဲ့ကိုဖရိတ်လည်းမဟုတ် ဆိုင်မှာမှတွေ့တယ်ကျွန်တော်ညီတော်မောင်မောင်တဲ့ live တဲ့မှာဝင်ကြည့်တော့တွေ့တယ်တွေ့တယ်ဒီဒါကိုမှတ်ထားတယ်ကြိုက်တယ်ကစားတယ်ကိုဘကိုကနိကူကနဲ့ကိုအတွင်းနဲ့ဆက်ပြီး like ကစားတယ်မူရင်းတဲခဲ့တာဘယ်သူမှလည်းမသိဘူးတို့တော့မူရင်းတဲခဲ့တယ်လို့ကျွန်တော်တို့အများအားခတ်ပြီးတယ်ဟုတ်ပြီနော်အခုတိတ် break ကိုလို့ရိုက်ပြီးသူ့ရဲ့နောက်နဲ့မှာတယ်ကျွန်တော်တို့ကအဲ့အတန်နဲ့ကျွန်တော်တို့ကအတန်နဲ့ like ဖိုင်ပြီးကစားတယ်ဒီလမ်းဟိုဟိုအဓိကထားကစားတယ်ကိုတိတ် break ကိုလို့ရိုက်တဲ့အချိန်မှာ၃၃ရာတဲ့ပုံတွင်နဲ့ကိုရဲ့နှက်ခတ်၆တလုံးနဲ့ရိုက်တယ် ဒီမှာလဲ၃ရက်ထိပ်ဘရိတ်၁၀ရက်တည်းရှိမှာ၃ရက်နဲ့ခက်ခွန်လုံးနဲ့၃ရက်၃ရက်ပုံစံနဲ့ရိုက်တာဒီမှာလဲတစ်ထိပ်တစ်ကြောင့်ဘရိတ်၁ရက်တည်းရှိမှာ၃၃ရက်ရဲ့ပုံစံနဲ့တစ်ရက်နဲ့ခက်၈တလုံးနဲ့ရိုက်တာကိုထရောက်မှာကိုဘရိတ်၃ရက်ထိပ်အောင်မှာ၃ရက်ဘရိတ်တစ်ထိပ်အောင်မှာတစ်ဘရိတ်ကိုထရောက်မှာကိုဘရိတ်ဒီ၃၃ရက်ရဲ့နဲ့ကိုရက်နဲ့ခက်၆တလုံးနဲ့ရိုက်တာ၃ရက်ထိပ်အောင်မှာ၃ရက်ဘရိတ်ဒီ၃၃ရက်ရဲ့နဲ့ ၃ရက်နဲ့ကခွန်လုံးနဲ့ရတာတစ်ထိတ်ပရိတ်တရက်တည်းသုံးတုံညာတွဲပုံသေးနဲ့တည့်နဲ့ကရှစ်လုံးနဲ့ရတာအာဒီပရိတ်ဒီလိုတဲပြီးတော့မြင်ပြီးဆိုတော့အိုက်ကြိုက်ခဲ့တာအဲကုရန်ရှားတွေ့ကြတာမဟုတ်တခြားလူဘာလို့တင်ထားမှန်းမသိကျွန်တော်သိလာတော့ကိုသက်လိုက်တယ်မှာကြီးနေသိတယ်နော်စိနာဆရာကိုသက်ဆိုတဲ့ကျွန်တော်ညီတော်မောင်ပါပဲနော်ကျွန်တော်တို့သူ့လိုက်တည်းကြီးရင်းနဲ့သိခဲ့တာဒီပရိတ်အဲ့ဒါကျွန်တော်စိတ်ဝင်စားကစားတာကစားလာခဲ့တာပေါ့နော်ဒါရိုးရှင်းပြောတာကျွန်တော်ပြောတာကအဲ့ကိုထိတ်ပရိတ် ကိုလိုဒီလိုရိုက်ခဲ့တယ်ကိုတုံညတစ်ဆိုတဲ့အတန်တွေကဒီဘက်နဲ့မှကျွန်တော်စပြီးထောက်ကစားပြီကိုတုံညတစ်ဆိုတဲ့အတန်ဒီတိုင်းဒီတိုင်းမှရိုက်ခဲ့လို့ကိုထိတ်ဘရိတ်ကိုလိုဒီနေ့ထက်မှကိုအတန်နဲ့ဒီမူရင်းစတဲ့တဲ့နေ့ထက်မှသူ့ရှင်နေကဘရိတ်ကိုကနန်းတစ်ခွက်ကလိုက်ဖက်ပြီးလာဘယ်ကနန်းလဲဆိုလို့ရှိရင်ကျွန်တော်သူ့ရှင်နေက96လေးဆိုတဲ့ဘရိတ်ကိုကနန်းကတဲ့တဲ့နေ့ထက်မှလိုက်ဖက်ပြီးလာအဲ့လိုပဲ၃ရက်ထိတ်ဘရိတ်30လို့ရိုက်တယ် သူရှိနေတဲ့ကတုံညပရိကဏ္ဍတကွအဲ့ဒီ၄၅တက်ကတင်ငါလေးလိုလိုက်ထွက်ပြီအဲ့တက်တိတ်ပရိတက်လိုရိုက်တယ်သူရှိနေကတက်ပရိကဏ္ဍတကွအဲ့ဒီ၅ခု၉ဆိုတဲ့ကဏ္ဍက၅ခု၉ခွန်လို့အောင်းသွားတာအဲ့တော့အောင်းသွားတဲ့အချိန်နဲ့ဒီအတန်နဲ့ကျွန်တော်လိုက်ကစားလိုက်တာကျွန်တော်အောင်းတာပြောတော့မဟုတ်ဘူးနော်နောက်မှတွေ့တာဒီကဏ္ဍဒီပုံစံကသူ့ရဲ့အတန်လှအတန်နဲ့ပေါ့နော်ပြေးလန်းနဲ့၉၃၁ဆိုတဲ့ပြေးလန်းအတန်နဲ့ဒီမူရင်းဖရိုင်ထဲမှာじゃသူရှိနှစ်က ကနန်းတွေကကိုတဲတဲ့နဲ့မှာသူရှင်တွေကကိုပရိကနန်းလာထွက်တာ၃ညတဲတဲ့နဲ့မှာသူရှင်တွေက၃ညပရိကနန်းလာထွက်တာတစ်တဲတဲ့နဲ့မှာသူရှင်တွေကတစ်ပရိကနန်းကလာပြီးတော့ထွက်တာအဲ့လိုထွက်ပြီးဒီကို၃ညတစ်အတန်ကိုဒီလိုအောင်သွားတော့သူရဲ့နောက်တနည်းနည်းသုံးနည်းလေးနည်းဒီလောက်ပရိကောင်းလာပြီဆိုသုံးလေးနည်းဖြန့်ကြည့်ရကျွန်တော်တို့ကဒီအဒါဒီနည်းပြီးတော့နောက်တနည်းကိုကြည့်ရမို့ဒီရှင်းနောက်မှာတနည်းနည်းသုံးနည်းလေးနည်းငါးနည်းလောက်ဒီကိုလဲလဲပြီးတော့ဘာတွေလှုပ်လဲဆိုကျွန်တော်တို့သေချာသတိထားလိုက်လိုက်ကြည့်ရပေါ့နော်ဒါကျွန်တော်ရဲ့အတွေ့အမြင်ပြောတာ ဒီလိုပဲဆရာမျိုးစုံက different နဲ့အမျိုးမျိုးတွေးပြနေတာပဲအဲကျွန်တော်အတွေးမှာကျတော့9 3ည1ဆိုတဲ့အတန်နဲ့ဒီမူရင်း printer နဲ့တည်းမှာသူရှင်တွေကအကွက်ချွေကနန်းကိုချွေပေးပြီးရင်နောက်တနေ့နဲ့နဲ့၃နဲ့၄နဲ့ဆက်တဲ့ဒီဒီ9 3ည1အတန်ဒီကစားကွက်တွေကိုလိုက်ရှာတော့တွေ့တယ်တွေ့တော့ကြိုက်လို့လိုက်ကစားနေအခုလဲအဲ့ဒါကိုပြောပြကိုတိတ် break ကိုလို့ရပြီသူရဲ့နောက်ထပ်နောက်နှစ်ကျတော့ကိုအတန်ကဘာလို့လာလဲဆိုတော့တဲ့အခွာအလဲတိုင်းဒီပါဝါနဲ့ဟာဒီကို ဘရိတ်ကိုလို့စကြံဒီပုံစံနဲ့ကိုယ်တန်နဲ့ကြာမှာ738တုံးရတဲ့ဘရိတ်30လို့ရပြီသူရဲ့နောက်နဲ့ထဲမှာအဲ့ဒီပုံစံတိုင်းပဲဒက်အခွာအလဲတိုင်းဒီပါဝါနဲ့တုံးရဘရိတ်လို့စကြံဒီပုံစံနဲ့ကြာမှာတစ်တိတ်ဘရိတ်တစ်လို့ရပြီဒီတိုင်းပဲအောင်ကြသူရဲ့နောက်နဲ့ထဲမှာအဲ့ဒီအတန်ကြောင့်ကျွန်တော်ပြောခဲ့တဲ့တစ်ပရိလာရင်နှစ်ခွန်နှစ်နဲ့ကျိုးမယ်ဆိုပြီးကျွန်တော်ကတ်ရေးပြီးတင်ခဲ့တယ်ကျွန်တော်အများကြီးရည်လို့ဆိုတည်တယ်တဲ့အခွာအလဲတိုင်းပါဝါနဲ့တစ်ပရိဆိုဒီကရန်တစ်ခွတ်တည်းပဲရှိကြ တိရိစ္ဆာကြရင်ဒါနဲ့ကြာပြီဒီမှာအောင်းသွားပြီနှစ်နှစ်အောင်းသွားပြီပေါ့နော်ကုသုံညာတအတန်ဒါဆိုသုံးနှစ်မြောက်ဒီသုံးနှစ်မြောက်တော့ကြည့်ရမယ်ဒီနှစ်ထဲမှာကျကုသုံညာတအတန်ကစားကွက်တည်းကအများကြီးအများကြီးတဲ့ဘယ်စနစ်အောင်လဲခွန်ရှစ်အတွဲပုံသေးခွန်ရှစ်အတွဲပုံသေးပြီးရင်ကိုယ့်ရဲ့ပါဝါလေးလုံးကတ်ပြီဒီမှာခွန်ရှစ်လေးဆိုပြီးပရိကု ိုယ်အတန်နဲ့ပရိကုကနံတကွက်ဒီမှာအောင်းတာအဲ့လိုပဲတနည်းနည်းနဲ့သုံးနည်းမြောက်မှာခွန်ရှစ်သွဲပုံဒီဒီသုံးရရဲ့ပါဝါ၅တလုံးနဲ့ရှစ်ခွန်၅ဆိုတော့ကနံဘူပရိကနံတကွက်အောင်းတာအဲ့လိုပဲတစ်တိတ်ပရိတ်တည်းလို့ရသူရဲ့တနည်းကြောင့်တနည်းနည်းနဲ့သုံးနည်းမြောက်မှာကျတော့ခွန်ရှစ်သွဲပုံဒီတည့်ရဲ့ပါဝါ၆တလုံးနဲ့ရှစ်၆ခွန်ဆိုလို့ကိုယ်သုံးရအတက်အတန်ကိုဒီလိုအောင်းတာသုံးနည်းဆိုတဲ့အောင်းကြီးတိုင်းလေးနည်းမြောက်ဒီနည်းချင်းမှာကျတော့ပြီးခဲ့တဲ့ပွဲမှာလည်းဒီဖရိတ်လေးကိုတွေးတယ် တွေးတော့ဘလို့တွေးလဲဆိုတော့သူ့ရဲ့တနည်းနည်းနည်းသုံးနည်းလေးနည်းမြောက်နှစ်ထဲမှာဒီတိုင်းပဲလိုက်တွေးတာဒီဖေးရနေစတွေးတာ6ခွန်လေး6ခွန်လေးသတ်အမကြရောပြောနေကောင်းအောင်ရှုပ်နေအဲ့တော့မူရင်းကိုပြမတနစ်နှစ်နှစ်သုံးနှစ်အောင်ပြီးသွားပြီတနစ်နှစ်နှစ်သုံးနှစ်အောင်ပြီးသွားပြီ ဒါဆိုလင်းနေမြောက်အိုက်ကို301ဆိုတဲ့အတန်နဲ့ကစားကွက်တစ်ခုလိုက်ကစားခြင်းနေ931ဆိုတဲ့ဖရင်ပြေးလန်ပြေးတယ်အိုက်ကို301ဆိုတဲ့အတန်နဲ့တနည်းနည်း3နှစ်ဒီလိုကစားခဲ့ပြီလင်းနေမြောက်ကစားကွက်လင်းနေမြောက်ကစားကွက်မှာကျွန်တော်ဘယ်လိုဒီ931အတန်ကိုဘယ်လိုကစားနည်းကိုကစားခြင်းလဲရှင်းပြပေးမယ်နော်အဒီနေ့ချက်ကိုရောက်တဲ့ချိန်ဟာဒီကိုကြောင့်ကိုရဲ့နက်ခတ်တီ6ပါလေ96အတွဲ96 မူရင်းတက်ခဲ့တဲ့ကို96လို့ဒီလိုရိုက်ခဲ့တဲ့အတိုင်းမှာ96အတွဲ9ရက်နဲ့ခက်6တလုံးနဲ့နောက်တစ်ခါ6ရက်ပါဝါ1တလုံးနဲ့96 1ဆိုပြီးတော့နက်ခက်ပါဝါထိုင်ကနန်းတော့ကအဒီနေ့ထဲမှာလိုက်ထွက်မယ်နော်လင်းနေမြောက်မှာဒီ9ရက်တန်းကဒီလိုလိုက်ဒါဆိုလို့ရှိရင်ဒီ3ရက်ရဲ့အတန်နဲ့တနည်းနည်းနဲ့3နည်းလင်းနေမြောက်မှာအဲ့စနစ်နဲ့ထည့်မယ်အဲ့ဒီ3ရက်ကြောင့်3ရက်တလုံးပုံသေး3ရက်နက်ခက်9တလုံးအတွဲပေါ့နက်ခက်အတွဲ ခွန်ရဲ့ပါဝါနှစ်တလုံးနဲ့300ခွန်နှစ်ဆိုတော့ကနပတ်လေတကွက်ကဒီနေ့ကျမှအဲ့9300ခွန်အတန်းနဲ့လိုက်ထွက်တယ်ထွက်ခဲ့ပြီဒါဆိုလို့ချင်းတတိယမြောက်တစ်ပရိတ်တစ်ထိတ်တစ်အတန်းနဲ့တစ်နှစ်သုံးသုံးနှစ်လုံးလုံးပြီးသွားဒါလေးနှစ်မြောက်အဲ့စနစ်လိုမျိုးကျွန်တော်တို့စဉ်းစားကြည့်မယ်တစ်ဒီအလုံးပိုင်းတစ်ရက်နဲ့က8တိနက်ခတ်အတွက်တစ်ရှစ်ရှစ်ရဲ့ပါဝါဒီ3တစ်ရှစ်3ဆိုတဲ့ကနပတ်လေအာ ဒီနေ့ဆက်မှာထွက်နိုင်တယ်ဆိုတော့အတွေ့အကြုံလိုက်ကစားတော့မှာရှင်းမထင်ပါဘူးနော်တစ်ရှစ်သုံးဆိုတော့တစ်ရှစ်နက်ခတ်အတွက်ရှစ်သုံးပါဝါအတွက်ဒီနက်ခတ်ပါဝါထိုင်ကနန်းကွက်ဒီနေ့ဆက်မှာထွက်နိုင်တယ်ဆိုတော့အတွေ့အကြုံလိုက်ကစားမှာအဲ့တော့ကြိုက်ရင်မွေးတာမကြိုက်ရင်မမွေးနဲ့နော်ကြိုက်ရင်မွေးတာမကြိုက်ရင်မမွေးနဲ့အဲ့တော့ကစားကောတခုကိုကစားမယ်လို့စိတ်ကူးသွားပြီဆိုတော့ဒါထွက်နိုင်တယ်လို့ယုံကြည်မှုအပြစ်ထားကစားတော့မှာအဘဲချိန်မှာထွက်မလဲဆိုတော့အချိန်ကြီးတော့လိုက်ဖမ်းမှာမိရင် ကျွန်တော်ထားတဲ့အောင်မယ်အမမိလို့မွေးကနန်းထားတယ်မွေးကနန်းအနေနဲ့ဒီကနန်းထွက်မွေးကနန်းအောင်မယ်အမကြိုက်လို့မထိုးဘူးဆိုမထိုးနဲ့ဘူးကမှအပိုင်ဘူးကျိုးလဲဘလို့လို့ပိုင်သိပါနော်ပိုင်လို့လားဘာလားညာလားလမ်းမလုံးနဲ့နော်ကိုပြိတ္တနဲ့ကိုကိုနေတာကိုပြိတ္တအတွက်အဓိကထားပြောတာကိုပြိတ္တမဟုတ်ဖက်နဲ့ကြီးကျင်လို့လူထိကျင်လို့လာတော့တဲ့ကောင်ကြီးတော့မင်းတို့ပါဇက်တင်ပါဘို့ငါပါဇက်ကပူဆက်တဲ့တဲ့ကိုမိကိုလို့ကို၆အတွက်၃၉အတွက်၁၈အတွက်၁၀အ 6တပါဝါတွဲ9နှစ်ပါဝါတွဲ73ပါဝါတွဲဆိုပြီးတော့ကိုးတုံညာတအတန်ကိုဒီလိုစနေမျိုးနဲ့ဒီနှစ်တော့လိုက်ကစားခြင်းနေအဲ့တော့ပရမတ်နှစ်ကမ္မကိုးတုံကိုးအတန်နဲ့ကိုးတုံညာတတန်မှာကိုးအတန်နဲ့၄နှစ်မြောက်မှာဒီကနန်းထွက်ခဲ့ပြီးပြီတုံညာအတန်နဲ့ဖမ်းပြီးကျွန်တော်ယူဆထားတဲ့ဒီကနန်း သုံးရထိပ်စီရဲ့လေးနှစ်မြောက်မှာထွက်ခဲ့ပြီဒါဆိုတစ်ထိပ်စီရဲ့လေးနှစ်မြောက်မှာတစ်တန်ဒီပုံစံတူဒီကနန်းကိုထက်ပြီးတော့ဒီနှစ်ထက်ကိုလိုက်ကစားခြင်းနေလိုက်ကစားခြင်းနေကျွန်တော်ကစားခြင်းလာပြောနော်အဲ့တော့အကျင့်ရေးဆိုတာဖမ်းပါပဲမိတယ်မမိဘူးဆိုတာမပြောတတ်ဘူးထွက်မယ်မထွက်ဘူးလဲကြုံမပြောတတ်ဘူးနော်ကျွန်တော်ပြောတာယူလို့ထွက်မယ်မထွက်ဘူးလို့လဲကြုံမပြောတတ်ဘူးမိမယ်မမိဘူးဆိုလဲမပြောတတ်ဘူးတို့တော့စိတ်ကူးနေတော့ဒါထွက်နိုင်တယ်လို့ယူဆပြီးလိုက်ကစားမယ်အကျင့်ရေးဖမ်းကစားတော့ ဖန်ကစားတဲ့အချိန်မှာမထွက်ခဲ့ဘူးလားမထွက်ခဲ့ဆက်မွေးကျင်တဲ့လူဆိုတာမွေးအတားမျိုးဖြစ်ကုန်ဖြစ်နိုင်မှာဘူးကွာဆိုတော့အတွေ့ရှိရကောမထွက်နိုင်ဘူးဆိုလုံးဝမထိုးနိုင်လीခင်ဗျားတို့ထိုးပါကြုတ်ကဘယ်တော့မှဆွမခိုင်းဘူးနော်ကြုတ်ကစကားပြောတာဘူးနဲ့ပေါင်းတယ်ပြောတတ်တယ်ရှင်းရှင်းလင်းလင်းပြောကျုပ်ကလည်းဒီတိုင်းပဲပြောတယ်ကျုပ်အညာသာစိတ်အမှန်တိုင်းနေတယ်စကားပြောတဲ့နေရာမှာညင်ညင်သာသာတွတ်တွတ်တာလိုက်ပြီးစကားပြောတယ်အလို့ကျုပ်မလို့တက်အဲ့တော့ဒီပုံစံတိုင်းမှာနော်6နှစ်ခတ်အတွက်3 6နှစ်ခတ်အတွက်1 8နှစ်ခတ်အတွက် 6တပါဝါတွေ9နှစ်ပါဝါတွေ73ပါဝါတွေအရှိနကမှာဒီကိုအတန်နဲ့ဒီကောင်ထွက်ခဲ့ပြီ3ရအတန်နဲ့ဒီကောင်ထွက်ခဲ့ပြီဒါဆို1အတန်နဲ့ဒီနှစ်တက်ကိုဒီကနန်းကိုလိုက်ကြစားတော့အဖမ်းကြည့်မယ်ကျွန်တော်ဖမ်းကြည့်မယ်အဲ့မှာမူရင်းတည်းကြတာ9 3 1ဆိုတဲ့အတန်အတန်ပြီးတော့အဲ့အတန်လိုင်းရဲ့နက်ခတ်6 8ဆိုတာထဲတာအဲ့ဝင်လာတဲ့6ရဲ့ပါဝါ1ခွန်ရဲ့ပါဝါ2ရှစ်ရဲ့ပါဝါ3အဲ့1 2 3ဆိုတဲ့အတန်နဲ့ 1နဲ့3ဆိုတဲ့အတန်နဲ့ဒီကဏန်းကိုထွက်တဲ့အချိန်ကိုကျွန်တော်ဖန်ကစားကြည့်ပြီကြိုက်လိုက်လို့မကြိုက်မထိုးနဲ့နော်ရိုးရှင်းပြောတာကဲဟုတ်ပြီထွက်ခဲ့တဲ့အချိန်မှာဒီမှာ96တက်ဆိုတဲ့ကဏန်းထွက်ပြီထွက်တဲ့အချိန်မှာကျွန်တော်ဒီမှာကျွန်တော်ထောက်ကြည့်ရင်ထောက်ချက်ကတဲ့အတန်နဲ့တိပရိယဇောင်းမှာဒီကဏန်းထွက်ခဲ့တာလားရိုးရှင်းမတွေ့မနော်ဒါဆိုလို့ရှိရင်ဟာဒီမှာနှစ် 3ညခွန်ဆိုတဲ့ကဏ္ဍဒီနှစ်ပရိယဇောင်းမှာနှစ်3ညခွန်ဆိုတဲ့နှစ်အတန်နဲ့ဒီညကိုထွက်ခဲ့တာလာရိုးရိုးလေးပဲနော်ဒါဆိုရင်တစ်နှစ်ပြီး3အတန်နဲ့ဖမ်းမယ်ဆိုမနစ်ကတစ်နှစ်လုံးမှာမှာပရိတ်3ဒီဒီကြိမ်နဲ့ပဲထွက်တာပရိတ်3ဒီမနစ်ကဒီကြိမ်တစ်နှစ်လုံးမှာမှာဒီဒီကြိမ်နဲ့ထွက်တယ်ဒါကြောင့်မလို့3အတန်နဲ့ဖမ်းပြီးတော့ဒီကြိမ်ကိုအကြိမ်ကိုဖမ်းပြီးဒီလိုထောက်ကစားခြင်းနဲ့ဆိုလို့ရှိရင်ပရိတ်3ဒီဒီကြိမ်နဲ့ပဲထွက်တာ ဒီအတွက်ကြောင့်ဒီအချိန်မှာအခုထောက်ပြထားတဲ့တရှိသုံးပတ်လေဆိုကနန်းစိတ်ဝင်စားရင်ကျွန်တော်ကစိတ်ဝင်စားလို့ကစားမယ်မမ္မာကြီးလည်းမမ္မာကတ်ထက်ဒီလိုကနန်းမျိုးထည့်ပေးမထားဘူးထည့်ပေးမထားဘူးမမ္မာကတ်ထက်မှာအဲ့တော့ကျွန်တော်ကပြပြီးပြီကျွန်တော်တော့ကစားမှာမမ္မာကတ်ကကျွန်တော်ရွေးချယ်ထားတာအကွက်ကြီးနည်းနည်းလေးယူတယ်ကျွန်တော်တို့ကရှာဖို့တွေ့လို့ကျွန်တော်တို့ကကစားတဲ့လိုင်းဆိုကစားကျွန်တော်ကိုယ်တိုင်ကစားမှာတရှိသုံးအာအဲ့တော့ဂျင်းချင်းဝယ်တဲ့လူပေါ့မမ္မာအဖွဲ့ဝင်ထားတဲ့လူတွေကော ဒါစိတ်ဝင်စားဆိုထည့်ကစားစိတ်ဝင်စားထည့်မစားနဲ့ကျွန်တော်ပြောတာယူရှင်းပဲပြီးခဲ့တဲ့ဘွဲကလည်းဒီတိုင်းပဲကျွန်တော်မမ္မာကပောက်တယ်လို့ပြောတော့ပြောကြတယ်မဟုတ်ဘူးအဲ့ဒါမင်းရာဇာဘွားအကောင့်နဲ့ရှစ်တိတ်စီစထွက်ရင်ကနန်းနှစ်ကွက်လိုက်တို့ရာမင်းရာဇာဘွားအဲ့အဲ့စနစ်ပြောပြီးတရက်ကျော်မှအကောင့်ကျသွားပဲအဲ့လိုပဲမမ္မာတိုင်းမှာအဲ့လာမင်းရာဇာဘွားကနေကျွန်တော်ပြောလိုက်တာမမ္မာတိုင်းမှာအပြောလိုက်တော့မှတ်ထားတဲ့လူကမှတ်ထားတဲ့အတိုင်းပဲဖော်မွေးစနစ် ကိုကကိုကိုဒီစင်နယ်ကိုကြိုက်တဲ့ချင်းလိုက်တို့ဒီလိုပြောခဲ့တယ်ပြီးခဲ့ပါမှာကျွန်တော် break tick ကို share ဖမ်းတာ break tick ကို share ဖမ်းတော့ break tick ဖမ်းပုံဖမ်းနေကိုတခြားပြောပြလိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ရှစ်ဒေးစီနယ်နှစ်ကွက်လိုက်တို့ပါလို့တတိယနှုတ်ဆက်ပြီးခဲ့တဲ့ဆံမှာမပါဘူးနှုတ်ဆက်မပေးမိဘူးပေါ့နော်အဲ့လိုပဲကိုကန်တဲ့ကိုထုတ်ရလို့ပေါက်သွားမထုတ်ရလို့မပေါက်ဘူးလေကျွန်တော်ကမမကတ်အောင်တယ်လို့ပြောတယ်မို့တချိန်ချင်းဝယ်လူတယောက်ကလာပြီးရစ်တည်တယ်အဲ light ထဲမှာကြည့်ရရှစ်ကိုလေးအောင်းသွားတယ်ဆိုမမကတ်ကဘာလို့ထည့်ပြီးရတယ် မမကကမမကအကျင့်တိုက်ကနဲ့ကြိုက်တဲ့ကူးကြိုက်တဲ့ကနဲ့အကျင့်တိုက်ဒီမှာ၅ကျင့်ဆို၅ကျင့်မှာ9ကွက်ထုံးမှာဆို9ကွက်အကျင့်တိုက်ကနဲ့ကိုထုတ်ပြီးတော့ကစားတာစနစ်ဆိုတာဒါမမပါပြီးတဲ့စနစ်ပပရမလည်းချပြတယ်ဒါမှမဟုတ်သိမသိလဲအတန်းအကောင့်ပြတ်သွားတာဆိုတော့အဲ့လိုစနစ်ကအောင်းသွားကျုပ်ကမမကအောင်းတယ်လို့ပြောရမဟုတ်ဘူးအဲ့လိုစနစ်နဲ့ပြေးထားတယ်အဲ့လိုစနစ်နဲ့ထုတ်လို့အောင်းတယ်လို့ပြောစကားကိုမရှုပ်နဲ့ရှင်းအောင်ဖတ်လို့ပြောရှင်းအောင်နားထားလာရန်တွေ့ရလူရရှိသေးတယ်အကျွန်တော်တို့ကြာထဲမှာဟောဗျာ မန်ပါကတ်ဆိုအကျိန်တိုက်ထိုးတယ်ဆိုတော့အကျိန်တိုက်ကဏ္ဍတူရီလို့ပြောဆိုနေတိုက်ကဏ္ဍဟိုကစနစ်ကိုပြောထားတာစနစ်ကိုလိုက်ထိုးလို့အောင်တာကျွန်တော်တောင်ပြီးကြတော့ဘယ်မှာကျွန်တော်အမေကြမ်းမယ်ကျွန်တော်ဆေးရုံချက်ချင်းပြီးတော့ကျွန်တော်မှချက်တက်ဖို့မှမထိုးလိုက်ကျွန်တော်တောင်မပေါက်လိုက်ရဘူးကန်ဆိုအဲ့ဒါကိုပြောသေးတယ်ဒါကိုပြောပြတာနော်ရစ်တာရစ်တာကြုတ်လာမလို့နော်ကြိုက်လာမကြိုက်မလားရာသာဝါခတ်မှန်မှန်နေတော့ဘယ်ကောင်မှဘယ်ကောင်ပေါ်မှာဘာမှ ကောက်ကြတဲ့စိတ်မရှိဘူးပို့ပေါ်မှာလည်းလာပြီးမရစ်နဲ့ရစ်တဲ့ကောင်မှလည်းဘယ်ကောင်မှစောက်ကြည့်စိုက်တယ်မပါဘူးရှင်းရှင်းပြောတာစိတ်ရင်းစိမ်းတော့အမှန်တန်နေတာပြောပေါက်ဆိုးတယ်ထင်တယ်ပြောပေါက်ဆိုးတယ်ပဲဟုတ်ပြီလားအဲ့တော့စနစ်ကျွန်တော်တို့ကစနစ်ကစားကွက်ကိုအတန်းအခုစနစ်ကိုထောက်ပြတယ်နှစ်ခတ်ပါဝါထိုင်ဆွဲကစားကွက်2025မှာကြာနေတယ်ပရမဖရိန်တစ်ခုကထောက်ပြတယ်အဲ့နှစ်ခတ်ပါဝါထိုင်ကနန်းတကွက်နောက်ထပ်ဖရိန်တစ်ခုကနေဒါစနစ်ဒီလိုစနစ်ဆိုတာ ကြိုက်တဲ့လူတွေတော့အိုင်ကောင်းတာပဲမကြိုက်တဲ့လူတွေမဖြစ်နိုင်ဘူးလို့ပြောမှာပဲဒါကိုယုံကြည်မှုနဲ့ကိုသွားတာကိုကြိုက်ခြင်းမကြိုက်ခြင်းခင်ဗျားတို့ဇွတ်လိုက်ကြိုက်ပါလို့ပြောမှာအခုကျွန်တော်ပြတယ်ကျွန်တော်လိုပဲကြိုက်တဲ့လူတွေအတွက်ဆိုတော့အိုင်ကောင်းနေရပဲအိုင်ကောင်းနေရပဲစစ်မှန်တဲ့အလုပ်တွေကြိုက်မယ်ဟုတ်ပြီလားကိုယ့်ရဲ့ပါဝါ6 6ရဲ့ပါဝါ1တုံးရဲ့ပါအနက်ကိုယ့်ရဲ့နှက်က6 6ရဲ့ပါဝါ1တုံးရဲ့နှက်ကခွန်းခွန်းရဲ့ပါဝါ1တရဲ့နှက်က8 8ရဲ့ပါဝါ3ဒီကနန်း၃လုံးထွက်နေတယ် ရှင်းနှစ်ကပ်မှာထွက်ပြီးပြီအဲ့စနစ်တိုင်းဆို၃၃ကပ်မြောက်မှာတစ်ချစ်၃ပတ်လည်းထွက်နိုင်တယ်အဲ့လိုထွက်နိုင်တဲ့ဟာကမှအခုကျွန်တော်ရူးရှင်းရှင်းနဲ့တကြိမ်စီးတော့ရှိတဲ့တကြိမ်စီးတော့ရှိတကြိမ်စီးပဲမနစ်ကထွက်ထတာဖြစ်တဲ့အတွက်ဒီစနစ်နဲ့ထောက်မလို့ဒီကြိမ်ဒါထိုးလို့ရတယ်ဘာကြောင့်လဲဟဲ့96ပတ်လည်းထွက်လို့ရှင်ဟဲ့1ကြောင့်96ပတ်တစ်ပတ်လည်းဆောင်းမှာတစ်ပြိခံထားတယ်ဟဲ့300ခုနှစ်ပတ်လည်းထွက်တဲ့ကြိမ်ဟဲ့2ကြောင့်သူ့ဆောင်းမှာနှစ်ပြိခံထားတယ် ဟိုက်တစ်ချက်သုံးအဲ့ဒီသုံးကြောင့်ကျွန်တော်ရဲ့အယူဆမှာဒီကနေ့တော့မျိုးဆိုသူ့ဆောင်မှာသုံးပြိခံရမယ်ဆိုတော့ပထမကတ်မှာပြိတရဆောင်မှာထွက်ထတာဒုတိယကတ်မှာနှစ်ပြိဆောင်မှာထွက်တတိယကတ်သုံးပြိဆောင်ဆိုမိနစ်ကသုံးပြိဘယ်နှကျင်ထွက်တော့ကိုယ့်အကူကြည့်ကိုယ့်အကူကြည့်သုံးပြိဘယ်နှကျင်ထွက်ကတော့ကိုယ့်အကူလိုက်ရှာကျွန်တော်အထူးအထူးမပြောတော့ကိုယ့်အကူလိုက်ရှာမိနစ်ကတနေ့လုံးကသုံးပြိကဘယ်နှကျင်ထွက်ထားရရှိတော့အဲ့တော့ဒီလိုကြိမ်မျိုးမှာထိုးစင်လားမထိုးစင်ဘူးလားကိုယ့်အကူစဉ်းစား ကြိုက်လိုက်လို့မကြိုက်ဘူးနော်အပိုင်မသိဘူးပိုင်လို့ပြောရတယ်တခုမှမရှိဘူးနော်